အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တည်းအောင်လဲမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအာဇာသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Carlo Ancelotti က2026ကမ္ဘာဖလားပြိုင်ပွဲမှာ Neymar Jr ကိုအရန်တိုက်စစ်မှုတယောက်အနေနဲ့ခေါ်ယူသွားဖို့ရည်ရွယ်ထားပြီး သူ့ရဲ့ attacking midfield နဲ့တောင်ပံ position တို့ကမစင်စားပဲအရန်တိုက်စစ်မှုတယောက်အနေနဲ့ကြက်ခိုင်မှုပြေဝါရင်ခေါ်ယူသွားဖို့စဉ်းစားလျက်ရှိကြောင်း ESPN Brazil ကပေါ်ပြထားပါတယ် Saudi Arabia Club AED ရဲ့အသင်းရဲ့အသင်းကောင်းဆောင် Karim Benzema ကသူ့အနေနဲ့ဘောလုံးကစားမဘွားကနေနောက်ထပ်200ဒီလောက်ကောင်းကောင်းကစားနိုင်သေးကြောင်း ဒါရီယာလို ES ကဖော်ပြခဲ့ပြီးတော့ဒါဆော်ဒီမာသူဆက်ရှိအောင်မှာဖြစ်တယ်လို့ဖော်ပြလည်းရှိတယ်။ပါရစင်ဂျာမင်အသင်းကရင်းမတွေ့သင်းရဲ့တောင်ပန်ကစားမှာဖီရီရှက်ဂျူနီယာကို2029ညွေရာသီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့ဆန္ဒရှိလည်းရှိတယ်။ဒါလက်ရှိမှာပါရစင်ဂျာမင်အသင်းရဲ့စူပါစတာဟောက်ကူအမ်ပပေက PSG ကို သူလောက်ကလာစားနဲ့ရပိုင်ခွင့်ဂျူရို160တောင်းဆိုထားတယ်။ PSG ကလည်းအမ်ပါပေကိုယူရို340ရောချီပြန်ပေးဖို့နှစ်ဖက်ကြားတောင်းဆိုပြီးတော့တင်းမာလျက်ရှိတယ်။ Tran Alexander Arnold ကဒဏ်ရာပြသနာကြောင့်ပဲအခုလေ့ကျင့်မှုတွေပြုလုပ်နေရင်အခုဒူဘိုင်းမှာပူနွေးတဲ့ရာသီဥတုနဲ့သူ့ရဲ့ဒဏ်ရာအမြန်ဆုံးကောင်းမှုပြီး Real Madrid မှာပေါင်ခွင့်ခေသာခွင့်ရဖို့ကြိုးပမ်းလျက်ရှိတယ်။ Real Madrid အသင်းကစာချုပ်တက်တန်းကုန်ဆုံးတော့မယ်။ ဒါပေအာလပါကိုထွက်ခွာခွင့်ပြုပါပြီဒါပေအာလပါကမထွေအသင်းကိုပြောင်းရွှေ့လာပြီးနောက်ချန်ပီယံလိနဲ့ဆူပလာတွေရယူခဲ့ပြီးယာတီကုံမာသူ့ကိုလမ်းခွဲသွားတော့မှဖြစ်ကြောင်းအတည်ပြုလိုက်ပြီးဖြစ်တဲ့ ်ဘာစလိုနာအသင်းကလည်း45ကမ်နူကိုနှစ်နှစ်ခွဲကြာဝေးကွာခဲ့ပြီးနောက်ဒီတစ်ပတ် International Break အပြီးမှာ Athletic Club နဲ့ပွဲမှာပထမအဆုံးအချိန်ပြန်လာမှာဖြစ်ပြီးပြိသက်4500တယောက်ထိပါဝင်ခွင့်ရရှိမှာဖြစ်တယ်ဘာစလိုနာအသင်းကအခုညာနောက်ခံလူ position အတွက် Inter Milan နောက်ခံလူ Dancel Danfree အပါအဝင်ဒီချိန်ထဲမှာပဲ Crystal Palace ကနောက်ခံလူ Daniel Muno နဲ့ Ahila အသင်းရဲ့ Joao Cancelo အပါအဝင် အလဟန်ဒိုဂရမာဒိုတို့အားလုံးကိုချိတ်ကပ်လျက်ရှိပါတယ်လီဝန်ဒေါစကီကတော့ဘာစလိုနာအသင်းနဲ့စာချုပ်သက်တမ်းထပ်တိုးနိုင်ဖို့မျှော်လင့်နေဆဲဖြစ်ပြီးတော့ သူရဲ့အနာဂတ်ကိုလာမယ့်ဇန်နဝါရီမှာဆုံးဖြတ်သွားဖွယ်ရှိကြောင်းကတ်လန်မီဒီယာတွေကဖော်ပြထားပါတယ်။အစ်စီမီလာသင်းရဲ့ကွင်းလေတောင်ပိုင်းစားမခရစ်ရှန်ပူလီစစ်ကချန်ပီယံလိဝင်ခွင့်ရတဲ့အတွက်လာမယ့်အသီးမှာမီလန်ကနေထွက်ခွာဖို့ပြင်ဆင်ရရှိတယ်။ဒါအခုလက်ရှိမှာခရစ်ရှန်ပူလီစစ်ကိုယ်တိုင်ကချန်ပီယံလိကစားခြင်းနဲ့အတွက်အသင်းကထွက်ခွာဖို့ဆန္ဒရှိပြီးအသင်းသစ်ကိုရှာဖွေလျက်ရှိကြောင်းဆိုထားပါတယ်။ဒါတစ်ဖက်ပါတော့တိုမတ်စ်ဖရန်ကပြီးခဲ့တဲ့နွေရာသီတုန်းကသူ မန်ချက်စတာယူနိုက်တက်နဲ့ချယ်ဆီနှစ်သင်းနဲ့စကားပြောဆိုမှုဆွေးနွေးမှုတွေပြုလုပ်ပြီးအင်တာဗျူးပြုလုပ်ခဲ့ပြီးတော့ထော့တနမ်ဟုတ်တဲ့ဒီသင်းနှစ်သင်းကသူကိုဆွေးနွေးခဲ့ကြဝန်ခံခဲ့ပါတယ်တစ်ဖက်မှာတော့ထော့တနမ်ဟော့စပါအသင်းကသူတို့အသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ခရစ်ယာန်ရိုမဲလိုရဲ့ချန်ခိုင်မှုကိုစိုးရိမ်နေရှိပြီး နောက်ခံလူတယောက်ထပ်မံခေါ်ယူဖို့သူတို့ဘက်ကကြိုးပမ်းနေဆဲဖြစ်တဲ့စပါသင်းနေတဲ့အခုလောလောဆယ်အနေထားအရသူတို့ရဲ့လူငယ်ကစားမမတ်တီတဲကိုရူမာကချင်းကပ်လျက်ရှိတဲ့ဂျော့ရှွာဇက်စီကိုခေါ်ဖို့မသေးကြတော့တဲ့နောက် ရိုမာကမတီတေကိုထောက်နိုင်ရှိကနေခေါ်ယူဖို့ကြိုးပမ်းနေရှိတာပါမန်ချက်စတာယူနိုက်တက်အသင်းကလည်းအခုလဲလောဆယ်အနေထားရာလောက်ခလာစာတတန်းလောက်ရှော့ချပြီးတော့ဒါသူ့ရဲ့ကစားမတွေတော်တော်များများကိုဖြည့်ရှင်းဖို့လုပ်နေတယ်အခုပြင်ကာလိုကက်ဆမီရိုဂျေဒန်ဆန်ချိုမာကက်ဆွဲရှိုးအပါဝင်လာစာများတဲ့ဟာရီမကွာယာကိုပါလာစာရှော့ဖို့စဉ်းစားနေလို့ချိုကစားမတွေကိုစောင်းရသည်ပါထက်လွေရသည်မှာအပီးသက် ထွက်ခွာခွင့်ပြုဖို့ပြင်ဆင်လျက်ရှိတာပါမန်ချက်စတာယူနိုက်တက်အသင်းကကာလို့စ်ဘလီပါကိုနွေရာသီရဲ့နံပါတ်1တာဂတ်ဖြစ်ထားနေဆဲဖြစ်တယ်ဒီစားမကဘရိုက်တန်အသင်းနဲ့နွေရာသီမှာလမ်းခွဲဖို့စဉ်းစားထားပြီးတော့မန်ယူနိုက်တက်ကကာလို့စ်ဘလီပါကိုစိတ်ဝင်စားနေဆဲဖြစ်တယ်မန်ချက်စတာယူနိုက်တက်အသင်းဘက်ကအခုသူတို့ရဲ့တိုက်စစ်မှုဘန်ဂျမင်ရှက်စကိုတယောက်ဒဏ်ရာပြဿနာရခဲ့တဲ့ကြောင့်အတည်ပြုပါတယ်ထော်တန်ဟော့စပါနဲ့ပွဲကရရှိခဲ့တဲ့အိုက်ဒဏ်ရာပြဿနာကြောင့်ဒူရန်ယာကတလားလောက်ထိနားရမှာဖြစ်တဲ့အတွက် ဒီဇင်ဘာလမှာပဲပြန်လာဖို့ရှိကြောင်းဖော်ပြထားပါတယ်။တစ်ချိန်တည်းမှာပဲလီဗာပူးအသင်းကအခုအာလဆနာအီဆက်တယောက်သူ့ရဲ့ချန့်ခိုင်မှုနဲ့သူဟာ ပုံစံကောင်းတဲ့ဒီချိန်မှာတေချာပေါက်ပြန်လာမှာဖြစ်ပြီးတော့ယူကြည်မှုအပြေးဝါနဲ့မကြမီမှာလီဗာပူးတို့အကောင်းဆုံးကစားပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်လီဗာပူးတင်ကအေဇက်အက်ခမာရဲ့အသက်16နှစ်အရွယ်နယ်သာလန်ကွင်းလယ်ကစားမှခီးစမစ်ကိုစိတ်ဝင်စားလေရှိတယ်အာနီဆော့ကခွင့်ပြုထားပြီးတော့နောက်ထပ်နယ်သာလန်ကစားမှတယောက်လီဗာပူးအသင်းကိုခေါ်ယူဖို့သူဘက်ကကြိုးပမ်းလည်းရှိနေတာလည်းဖြစ်တယ်တစ်ဖက်မှာတော့လီဗာပူးအသင်းရဲ့နောက်ခံလူကော်နာဘရက်လီနဲ့ဂျယ်မီဖရင့်ပေါင်တို့ရှိနေသည့်တိုင်း ်အောင်ကလပ်ဖက်ကတောင်ပန်ကစားမတယောက်လောက်ခွေဖို့ဆန္ဒရှိပြီးရိယာတီမာဂျူကိုမက်ကိုရောင်းချသွားဖို့ပြင်ဆင်လျက်ရှိပါတယ်။အာစနယ်သင်းကဂါဘရီယယ်ဂျေဆုကိုယာတီကုံထိဆက်ထိန်ထားမှာဖြစ်ပေမဲ့ယာတီကုံမှာတော့သူ့ရဲ့ကလပ်ဟောင်းဖြစ်တဲ့ဖမီရက်ကိုပြန်ဖို့ပြင်ဆင်နေပါတယ်။အသက်28နှစ်ရွယ်ရှိတဲ့ဂျေဆုကိုယ်တိုင်ကဖမီရက်ကိုပြန်ဖို့ဆန္ဒရှိပြီးအထက်ထားကတော့သူ့ကိုစောင်းရာတီထိဆက်ထိန်ထားပြီးဖြစ်တဲ့တစ်ဖက်မှာမာတီအိုဒီကရဲ့ဒဏ်ရာကိုအာစနယ်ဘက်ကစောင့်ကြည့်နေဆဲဖြစ်ပြီးတော့ သူပါမပါကိုတော့အနီးကမှပဲဆုံးဖြတ်သွားဖို့ရှိချောင်းဆိုပါတယ်အာစနယ်ရဲ့တိုက်စီမှုခိုင်ဟာဗတ်နဲ့နော်နီမာတူရီကီအပါဝင်တစ်ဖက်ကမာတင်နယ်လီနဲ့ဗစ်တန်ယူကရက်ဆိုအားလုံးချက်ခိုင်မှုပြဝါလို့စပါစနယ်ပွဲကိုရင်းဆိုင်နိုင်မှဖြစ်ချောင်းဆိုပါတယ်ချက်စီသင်းကနီကလက်ချက်စင်ကိုပြန်ခေါ်ဖို့စိတ်ဝင်စားမှုရှိလို့ဂျက်စင်ကိုယ်တိုင်ကလည်းအငှားကနေပြန်လာပြီးချက်စီကိုပြန်လာဖို့အစီအစဉ်မရှိဘဲရာတီကုန်အထိဘိုင်ယန်မှာဆက်နေမယ်လို့ဆိုပါတယ်ချက်စီသင်းကအခုလက်ရှိမှာရူမ မီယိုလာဗီယာကိုအလဟန်ဒိုဂါနာချိုအပြောင်းရွှေ့တုံးကအလိုက်ပေးကမ်းလှမ်းခဲ့တယ်။အထူးဖြင့်ဒိုင်ယာမချခနာရနေတဲ့ရူမီယိုလာဗီယာကိုချယ်ဆီဘက်ကဂါနာချိုကိုခေါ်ယူတုံးကသူ့ကိုခေါ်မလာလို့ကမ်းလှမ်းပေမဲ့ Manchester United ကပေးချခဲ့ပါတယ်။ Chelsea အသင်းအနေနဲ့အခုလက်ရှိမှာ Ousmane Diamanti ကို Sporting အသင်းကခေါ်ဖို့ဆန္ဒရှိနေတယ်။ Real Madrid မှာဘူနောက်ခံလူတယောက်တီချာပေါက်ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အချိန် Diamanti ကိုသဘောကျလျက်ရှိလို့ဒါတစ်ချိန်တည်းမှာပေး Chelsea ကအခြားကန်စင်မှုတွေကိုစောင့်ကြည့်နေလို့ဂိုးသမား position အတွက် ဘာဆိုနာရဲ့ကိုယ်မမအန်ဒရီတက်စီကန်ကိုဘာစိတ်ဝင်စားရရှိကြောင်းဆိုပါတယ်ဘာဆိုနာအသင်းရဲ့နီးပြဟောင်းဖြစ်တဲ့ဖက်ကွာဒီိုလာကတစ်ချိန်ချင်းသူအနားယူတဲ့အချိန်မှာဘာဆိုနာကို ပြန်သွားပြီးဥက္ခရာယာဒူးကိုဝင်ရောက်ရှင်ပြိုင်ပြလို့မိခဲ့တဲ့အချိန်မှာဂွာဒီိုလာက ဘာဆိုနာအတွက်သူအမြဲတမ်းအနာဂတ်မှာရှိနေမှာတေချာမှာဖြစ်ပေမဲ့ဥက္ကရာရာထူးအတွက်တော့သူဘက်ကစိတ်ဝင်စားမှုမရှိချောင်ဆိုထားပါတယ်မန်ချက်စတာစီးတီးကအခုလီဗာပူးဆင်မှာကစားခွင့်လုံးဝပြတဲ့ကလော်ဒီယိုအက်ရှာဗာဝီကိုပြန်ခေါ်တော့မှဖြစ်တယ်။စောင်းရာတီရောက်တာနဲ့သူ့ကိုပြန်ခေါ်ပြီး ကစားကွင်းရနိုင်မဲ့အသင်းတစ်သင်းကိုအငားချသွားဖို့ပြင်ဆင်လက်ရှိပါတယ်။စီတီကအခုလက်ရှိမှာဝင်းမတွေ့အသင်းရဲ့လူငယ်ကြားမှာအာတာဂူလာကိုသဘောချလျက်ရှိပြီးတော့တချို့ report တွေမှာယူရိုတန်100လောက်ထိ ပေးပြီးကမ်းလှမ်းသွားဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။အန်တွန်ဆမန်ညိုကအခုလက်ရှိမှာ ဘုံမောက်အသေးရဲ့ကစားမကနေပြောင်းရွှေ့ကြီးပေါင်65တန်ပဲရှိတယ်။ဘုံမောက်ကသူတို့ရဲ့ကစားမကိုရောင်းချဖို့အစီအစဉ်မရှိကြောင်းဆိုထားတယ်။ဒါပေမဲ့လူရတီမှာရောင်းချရေးပေါင်85တန်တန်း80လောက်သတ်မှတ်ဖို့ရှိပေမဲ့ဒီဆောင်ရတီမှာအန်ထရန်စမန်ညိုနဲ့ဘုံမောက်ချရိုကြီးစာချုပ်က ပေါင်65တန်ဖြစ်တယ်ဒီဇာမကိုလိုက်နေတဲ့အထက်မှာပရီးမီးယားလိဂ်ထိပ်တန်းကလပ်ဒီအားလုံးပါချောင်းဒေးဗစ်အွန်စိန်ကအတည်ပြုထားပါတယ်ဆော်ရီယာရီဖီးယားကလပ်ဖြစ်တဲ့အယ်နာဆာအသင်းရဲ့နီးပြဟိုကီဟေဆူက တို့ရဲ့နောက်ခံကစားမဝက်စလီကိုကလပ်ကထွက်ခွာခွင့်ပြုချောင်းအတည်ပြုပါတယ်။ရီမက်ဒရစ်အသင်းရဲ့လူငယ်စားမဂွန်ဇာလိုဂါစီယာကိုခုလက်ရှိမှာစပိန်ကလပ်အသင်းကတန်း20လောက်ရဖို့မျှော်လင့်ထားတယ်။ဒီစားမလေးကိုလူချင်းနဲ့ပရီးမီးယားလိဂ်ကလပ်တွေအများကြီးထဲမှာပရီးမီးယားလိဂ်ကဆန်ဒလန်အသင်းအက်စတိုဗီလာနဲ့ဟူဗာဟန်တန်အသင်းတွေကခေါ်ဖို့အစိတ်ဝင်စားလေးရှိတာပါ။ ဂျာမနီလွေးစင်အသင်းကလည်းသူတို့ရဲ့အရေးကြီးတဲ့ World Cup Qualifying ကိုကစားခဲ့တဲ့အခါမှာ Slovakia အသင်းကို6-9ပြတ်နဲ့9ပြတ်အနိုင်ရရှိခဲ့တယ်။အဲ့ဒီအတွက်ကြောင့် Germany က22ရာစုအတွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို22ချိန်မြောက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်တဲ့ဂျာမနီဟာသူတို့ရှင်ပြိုင်ခဲ့တဲ့22ချိန်ထဲက12ချိန်ကစီမီဖိုင်နယ်အဆင့်နဲ့အထက်ကိုအဓိကရောက်ရှိခဲ့ပြီးတော့စရုပ်ထ4ချိန်တတိယ4ချိန်နဲ့ချန်ပီယံ4ချိန်ရရှိထားပြီးဂျူလီယန်နာဂက်စမန်အသင်းကအနာဂတ်မှာဂျာမနီဟာဒီဝေါ်ကပ်မှာသူတို့အတွက်အကောင်းဆုံးဆွမ်းဆောင်သွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။တစ်ဖက်မှာတော့ဒါ play off အဆင့်ကိုရောက်ရှိသွားတဲ့အထက်ကဆလိုဗက်ကီးယားက play off ကိုရောက်တဲ့ ပိုလန်ကပလေးအော့ကို ရောက်ပြီးတော့ Czech Republic ကလည်းပလေးအော့ကိုအသီးသီးရောက်ရှိခဲ့ပြီး Italy လည်းဝိစင်တင်ရဲ့နီးပြဂတူဆိုကတော့ဒီပလေးအော့ကတစ်ဆင့်သူ့အနေနဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကို၃ချိန်မြောက်လွှဲချော်ခြင်းမရှိဘဲအကောင်းဆုံးအနေထားနဲ့ဝင်ရောက်ရှင်ပြိုင်ကွင်းရဖို့ယုံကြည်မှုအပြည့်အဝရှိကြောင်းဆိုထားပါတယ်တစ်ဖက်မှာတော့ Aston Villa တင်ရဲ့နီးပြ United America ကလပ်အသင်းအနေနဲ့လက်ရှိနေထားရအပြောင်းလဲတွေအများကြီးလုပ်ဖို့လိုအပ်ကြောင်းနဲ့ ောက်ထပ်ကစားမအသေးချို့ထပ်မံအားဖြည့်ပေးဖို့တောင်းဆိုထားတယ်။ဒီရာသီမှာအက်စတိုဗီလာအသင်းကသူတို့လိုနေတဲ့တောင်ပံနဲ့တိုက်စစ်ပိုင်းတွေကစားမအများစွာအာရုံနဲ့ရှိသူစောင်းရာသီမှာတိုက်စစ်မှုအိုလီဝင်ခင်ထွက်ခွာခွင့်ကိုလည်းပိတ်ပင်ထားတယ်လို့ဖော်ပြထားပါတယ်။ Brighter အသင်းကသူတို့အသင်းရဲ့ကစားမကာလော့စ်ဘလီပါအပါဝင်ဘယ်ကစားမကိုမှဈေးတသက်သာနဲ့ထွက်ခွင့်ပေးမှာမဟုတ်ကြောင်းဖော်ပြလည်းရှိတယ်။ Brighter ကမီထိုမကိုတန်း၈၀အပါဝင်သူတို့အသင်းရဲ့လူငယ်ကစားမ Diego Gomez ကိုလည်းတန်း 120လောက်သတ်မှတ်ဖို့ရှိပြီးတော့လက်ရှိမှာတော့ Carlos Baleba ကိုပေါင်120တိဈေးသတ်မှတ်ထားတာပါဒါရီကစိတ်ဝင်စားကြနောက်ဆုံးကြအကစားတဲ့ပါအလိုကြီးတမတဲ့